မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနရဲ့ထိတ်တန်းတရင်များကိုတင်ဆက်ပေးပါမယ်။ပထမဦးဆုံးဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအကူအညီပေးဖို့တရုတ်အစိုးရကိုတောင်းငယ်ကင်မအရစ်တောင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်အာနာသိန်းစေအုပ်စုကိုပုံမဖိအားပေးတောင်းဆိုပေးဖို့တောင်းငယ်ကင်မအရစ်ကတရုတ်ကောင်ဆောင်ရှီချင်းပြင်တန်း South China Morning Post တရင်ဌာနကတရင်စာမျက်နှာကတစင်တောင်းဆိုလိုက်ပါတယ်။ လွန်မြောက်တဲ့သူတွေကိုလွတ်ပေးဖို့နဲ့ကျွန်ုပ်အမိကိုပြန်လွတ်ပေးဖို့ရေစေအုပ်စုကိုပုံမူဖိအားတိုးပေးပြီးတောင်းဆိုပေးဖို့သမရရှိခြင်းပြင်ကိုဒီနေရာကနေတောင်းဆိုပါတယ်လို့ကမ်အရစ်ကပြောပါတယ် တရုတ်နိုင်ငံဟာမြန်မာနိုင်ငံထဲမှာယင်းနှိမ့်နယ်မှုတွေအများကြီးရှိပြီးမြန်မာစစ်အုပ်စုပေါ်လွှမ်းမိုးမှုအရှိဆုံးနိုင်ငံတစ်ခုဖြစ်ကြောင်းသူမိခင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တရုတ်အစိုးရကိုတောင်းဆိုနေပြီးဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့အတွက်လည်းတောင်းဆိုနေတယ်ဆိုတာသိထားကြောင်း Kim Harris ကအင်တာဗျူးမှာပြောထားပါတယ်တရုတ်အစိုးရကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့အချိန်ချင်းတောင်းဆိုနေပေမယ့်စစ်အုပ်စုဘက်ကခွင့်မပြုလို့ယခုအချိန်ထိတွေ့ခွင့်မရသေးဘူးလို့လည်း Kim Harris က တရင်ဌာနကိုပြောပါတယ်ဒါပေမဲ့တရုတ်အစိုးရကတော့ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့တကယ်ပဲတောင်းဆိုနေတာလားဆိုတဲ့အချက်ကိုတော့တရင်ဌာနအနေနဲ့တိကျအတည်မပြုနိုင်သေးပါဘူး ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်၏အတုရောင်ရွှေကောက်ပွဲကိုနှောက်ယှက်ဟန်တာတည်ဟုဆိုကပြည်သူ64ကိုဖမ်းဆီးအရေးယူထားပြီးဖော်ထုတ်အရေးယူမှုများဆက်လက်ဆောင်ရွက်မည်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်၏အတုရောင်ရွှေကောက်ပွဲကိုနှောက်ယှက်ဟန်တာတည်ဟုဆိုကပြည်သူ64ကိုစစ်တပ်ကဖမ်းဆီးအရေးယူထားပြီးရွှေကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သည့်လှုပ်ဆော်မှုများနဲ့ဝါရပြန့်မှုများကိုစုံစမ်းဖော်ထုတ်အရေးယူသွားရန်စစ်တပ်လောက်ကံပြည်ထရေးဝန်ကြီးဆိုသူထွန်းထွန်းအောင်ဒုတိယဗိုလ်ချုပ်ကြီးကပြော Sobare အော်တိုဘန်လ3ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့စစ်တပ်ရွှေကောက်ပွဲလုံးချုံကြီးဆိုင်ရာကြီးကြပ်မှုကော်မတီဗဟုကော်မတီအစည်းအဝေးမှာ၎င်းကအထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်ပါတယ်စစ်တပ်ကပြုလုပ်မည့်ရွှေကောက်ပွဲကိုပြပြစေရန်နီးလန့်အမျိုးမျိုးဖြင့်ကျူးလွန်သူများကိုဖော်ထုတ်ရေးယူခြင်းများဆောင်ရွက်လျက်ရှိကြောင်းစက်တင်ဘာလ30ရက်နေ့တနိုင်ငံလုံးတွင်ရွှေကောက်ပွဲပြပြစေရန်နှောက်ယှက်သည်ဟုဆိုကာပြည်သူ64ဦးကိုဖမ်းဆီးရေးယူထားပြီးအမှု24ခုဖွင့်လှစ်ထားကြောင်းသိရပါတယ်ရွှေကောက်ပွဲလုံးချုံကြီးကိုထိခိုက်စေနိုင်သော ောလုံဆောင်မှုများဝါရဖြန့်မှုများကျွလွန်နေသူများကိုစုံစမ်းဖော်ထုတ်အရေးယူသွားရန်လိုအပ်ကြောင်းဟုစစ်တပ်လောက်ခံပြည်ထရေးဝန်ကြီးထွန်းထွန်းနောင်က ပြောဆိုပါတယ်စစ်တပ်၏ရွေးကောက်ပွဲအတွက်စစ်တပ်ပြည်သူစစ် ပြည်သူလုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးဖွဲ့မိဖက်ဖွဲ့များနဲ့အတူပြည်ထရေးဝန်ကြီးဌာနလောက်ရှိတပ်ဖွဲ့ဦးစီးဌာနများအားလုံးကပေါင်းစပ်ညီနိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုထားပါတယ် အကြမ်းဖက်စစ်တပ်ကယခုနှစ်ကုန်ပိုင်းပြုလုပ်မည့်ရွေးကောက်ပွဲကိုကာကွယ်ရန်အတွက်နောက်ဆက်ဖြည့်ဆည်းသူများကိုထောင်တန်းအနည်းဆုံး၃နှစ်မှထောင်တန်းသက်သက်တကျော်နဲ့ဒေသများချမှတ်နိုင်သောရွေးကောက်ပွဲနောက်ဆက်ဟန်တောင်းမှုများကာကွယ်ရေးဥပဒေကိုဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ပါတယ်။စစ်ကောင်စီကပြဋ္ဌာန်းထားတဲ့ဥပဒေတွင်ရွေးကောက်ပွဲကိုပြတ်ပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစီရင်ခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပါအရှိယူမီဖြစ်ကြောင်းပြုလုပ်ပါကအရှိယူမီဖြစ်ကြောင်းချင်းချောက်ခြင်းဟန်တားခြင်း မလျော်ဩစာ၃ကျင်း၊နာကျင်စေခြင်း၊အပြင်းထန်နာကျင်စေခြင်း၊လူစုလူဝေးပြင်ကန့်ကွက်ခြင်း၊လူသိဆုံးစေခြင်းများဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်၍အနည်းဆုံးထောင်ဒဏ်၃နှစ်မှအများဆုံးထောင်ဒဏ်တစ်သက်တစ်ကျော်နှင့်ဒေသနှုတ်ကိုချမှတ်မည်ဖြစ်ကြောင်းသိရပါသည်။လက်တလုံးပြည်သူများကိုစစ်တပ်ကအရေးယူရာမှာရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြန့်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်23ကကြီးဖြင့်အရေးယူထားပြီးအဆိုပါပုံမှန်မှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကိုဖြစ်စေသို့မဟုတ်လုပ်ငန်းစဉ်၏တစိုက်တဒေတာကိုဖြစ်စေ ပြပြစီရင်ဟောပြောခြင်းပြောဆိုခြင်းစီရင်ခြင်းလုံဆောင်ခြင်းဆန္ဒပြခြင်းသို့မဟုတ်ဆိုင်ရီးသားဖြန့်ချီခြင်းတို့ကိုမြည်တင်နေနေမြမပြုရပဲအစောပါတာမြေချက်ကိုဖောက်ပြကျွလွန်ကြောင်းပြမှုထင်ရှားစီရင်ခြင်းခံရလျင် ထို့သူကိုထောင်ဒဏ်အနည်းဆုံး၃နှစ်မှအများဆုံး9နှစ်ထိချမှတ်ရမည်ဖြင့်ဝေဒန်လဲချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါတယ်။စက်တင်ဘာလ24ရက်နေ့မှာလဲ KNU ဥက္ကဋ္ဌဘရုစောကွယ်ထိုးဝဲအပါဝင်အဖွဲ့ဝင်23ဦး၊ AE တပ်ဖွဲ့ချင်းပြည်ချင်းလဲအစိုးရအဖွဲ့ဝင်18ဦးနဲ့ခေတ်သစ်မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုဥပဒေပုံမှန်23ကြေဖြင့်အမှုဖွင့်ထားကြောင်းစစ်ကောင်မရှင်ကထုတ်ပြန်ကြေညာထားပါတယ်။ ဖားကန့်တို့ချီတက်လာသောစစ်တပ်စစ်ကြောင်းကိုတရားညီနောင်တွင်ပိတ်ဆို့တိုက်ခိုက်မှုစစ်ကောင်စီဘက်မှထိခိုက်အသေးဆုံးမှုများပြားပြီးလက်နက်ခဲယမ်းများသိမ်းဆီးရရှိတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်တို့ချီတက်လာသောစစ်တပ်စစ်ကြောင်းကိုတရားညီနောင်တွင်ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်သားအများအပြားထိခိုက်သေးဆုံးမှုရှိပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆီးရရှိခဲ့ကြောင်း KIA စီရေးတွင်ရှင်မြစ်ကပြောကြားပါသည်။ ယနေ့မေလ22ရက်နေ့ဖားကံမြို့သို့စစ်ကြောင်းနှစ်ကြောင်းဖြင့်ခြေတက်လာသောစစ်ကောင်စီစစ်ကြောင်းသည်လဝါကမိုင်းနန်ယာဖားကံလမ်းပိုင်းရှိဒရာညီနောင်တို့ရောက်ရှိနေပြီး KIA KPDF တပ်ဖွဲ့ဝင်များကပူးပေါင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအများအပြားသေဆုံးပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါသည်။ အခုလုံးလုံးစဲနံရောက်ကိုကြော်လာပြီးတော့တရားညီနောင်သားတဝိုက်မှာတိုက်ပွဲအကြီးကျယ်ဖြစ်နေတာဒီနေ့လည်းမနက်ပိုင်းမှာ Jet Fighter နှစ်စီးနဲ့လာပစ်သွားတယ်မနေ့တုန်းကရောတနေ့တုန်းကရောပါနေ့တိုင်း Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်အဲ့ဒီမှာစစ်ကောင်စီဘက်ကထိခိုက်တာတွေတေဆုံးတာတွေအများကြီးရှိတယ်နောက်ပြီးတော့သူတို့စီကလက်နက်သိမ်းဆည်းရရှိတာတွေအများကြီးရှိတယ်တိုက်ပွဲကတော့နေ့တိုင်းပြင်းထန်နေတယ်လောလောဆယ်တော့တရားညီနောင်ကိုနည်းနည်းကြော်လာပြီးထိခိုက်ကြဆုံးတာရှိပေမဲ့စစ်ကောင်စီတွေကအသေးခံပြီးတက်လာတာဟု KIA စီ AIA သတင်းရင်းမြစ်ကပြောကြားပါရယ် KIA KPD ရဲ့ပူပေါင်းတပ်ဖွဲ့ဝင်များထိန်းချုပ်ထားသည့်လဝါကာမိုင်နန်ယာဖာကန်လမ်းပိုင်းနှင့်အင်းတော်ကြီးဖာကန်လမ်းပိုင်းတို့ကိုပြန်လည်ထိန်းချုပ်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်သားပြည်သူစစ်ပူပေါင်းကအင်အား600ကျော်တင်ကား၄စီးလိုဖြင့်ဖာကန်တို့ချီတက်နေခြင်းဖြစ်ပြီး28ရက်ကြာမြင့်ပြီးဖြစ်တော့လေဖာကန်မျိုးတို့ရောက်ရှိခြင်းမရှိသေးပဲလဝါကာမိုင်နန်ယာဖာကန်လမ်းပိုင်းရှိတရားညီနောင်တွင် KIA KPDF တပ်ဖွဲ့ဝင်များကပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းရင်းတိုက်ပွဲတွင်ဘာကံမြို့အခြေဆိုင်တပ်မကုံမှလက်နက်ကြီး၃လုံးဖြင့်ပစ်ကူပေးခဲ့ကြောင်းသိရှိရပါသည်။မနေ့ညကလည်းဘာကံတပ်မကုံကနေတိုက်ပွဲဖြစ်တဲ့ဘာကံလမ်းဘက်ကိုလက်နက်ကြီးနဲ့၃ချက်ပစ်ကူပေးတဲ့ဘာကံမှာတော့အခြေအနေနည်းနည်းငြိမ်သက်နေသေးတယ်။ဘာကံမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတပ်စခန်းအပြင်တောင်တိတ်မထွက်ရတော့ဘူး။ဘာကံတပ်မကုံဘာကံရဲစခန်းကန်စီပြူဟာကုံမဆွက်ရန်ထန်ရန်ချက် စကံအဲ့ဒီနေရာတွေမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင်းမထွက်ရဲတော့ဘူးဖားကတ်မှာက KIA KPD ရဲ့တပ်ဖွဲ့ဝင်တွေကနေမြေဆိုးမှုထိန်းချုပ်ထားတယ်ဟု KIA စီရေးတရင်ရှင်မြက်ကပြောဆိုပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကကြောက်စိမ့်အ धिक ထွက်ရှိရာဖားကတ်မြို့သို့အ धिक ဦးတည်၍အင်အား600ကျော်ဖြင့်စစ်ကြောင်းထိုးလာနေခြင်းဖြစ်ကြောင်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်တင်ကတော့ငဇုံမြို့နယ်မြို့သားရဲစခန်းကိုဒရုန်းဖြင့်ပုံကျဲမှုစစ်သား၅ဦးသေဆုံးမှုဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားရဲစခန်းကိုဒရုန်းဖြင့်ပုံကျဲတိုက်ခတ်ရာစစ်သား၅ဦးသေဆုံးခဲ့ကြောင်းကြောက်စဲခဲအမှတ်၁၈ဒရုန်းတပ်ရင်မှတပ်ရင်မှုဆရာလေးကပြောကြားပါရယ်မေလ၁၉ရက်နေ့ည၉နာရီခန့်အချိန်ငဇုံမြို့နယ်မြို့သားရဲစခန်းတွင်စစ်ကောင်စီတပ်သားအင်အား80ခန့်ထတ်တိုးမြင့်ထားသဖြင့်3.5 kg ဒရုန်းဘုံနှလုံး5 kg ဒရုန်းဘုံတစ်လုံးစုစုပေါင်းနှလုံးကျဲချတိုက်ခတ်ရာမှာကင်းဘုံဝတ်နေတဲ့စစ်ကောင်စီတပ်သားအုပ်စုတွင်ကြားရောက်ပောက်ကွဲခဲ့ပြီးစစ်သား၅ဦး သေဆုံးက၄ဦးအပြင်ထဏ်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။ လက်ထိုးကြီးဘက်မှာတိုက်ပွဲဖြစ်နေတာကစစ်ကူသွားဖို့အဲ့ဒီဘက်ကနေကျွန်တော်တို့အဖွဲ့တွေကဖျက်တောက်ရေးတာဝန်ယူထားရတာဖြစ်တဲ့အတွက် drone နဲ့တိုက်ခိုက်ခဲ့တာ drone နဲ့တိုက်ခိုက်ရေးလုပ်တာကတော့နှစ်ကြိမ်လုပ်တာပထမတစ်ကြိမ်က 3.5kg နှလုံးတစ်ကြိမ်ရဲ့ဒုတိယတစ်ကြိမ်က 5kg ဘုံးသီးနဲ့တစ်ကြိမ်တင်းရတာကစခရီဘန်ကာနဲ့အဆောက်အုံတွေထဲမှာရှိတာလို့တင်းရတာဘန်ကာမှာကလက်နက်ကြီးစက်ကလေးလဲထိုင်ထားတယ်တင်းရတော့ဘန်ကာကိုအရင်ဖြိုမဲ့ဆိုပြီးဘန်ကာပေါ်အရင်ချတာဒါပေမဲ့ညက် ဒါပေမဲ့ညခင်းမှာကလေးတိုင်နှုန်းကအပြင်းတော့ပထမအချိန်ချလိုက်တဲ့အချိန်မှာဘန်ကာရဲ့အနောက်ဘက်ကိုမှာရင်ပြီးတော့ဘုံကကျသွားတာဖြစ်ချင်တော့ဘန်ကာထဲမှာကစာခါကနှစ်ကောင်လောက်ပဲရှိတာဘန်ကာနဲ့ကဲ့ရဲ့ချန်စီယိုတစ်လျှောက်မှာကစာခါဆယ်ကောင်လောက်ကကင်းပုံးဝက်နေတာအဲ့ဒီကင်းပုံးအုပ်ထဲကိုသွားကြတာဒုတိယတလုံးကတော့စာခါတွေထိုင်နေတဲ့နေရာကိုချနိုင်ခဲ့တယ်နောက်ဆုံးတရင်ကတော့ကောင်သေးတယ်လေးကောင်အပြင်းထန်တန်းရရတယ်လို့ကြောက်စဲခဲအမှတ်18လေးလေး drone တက်ရင်မှတက်ရင်မှုဆရာလေးကပြောကြားပါတယ် တည်ဆုံသွားတဲ့စစ်ကောင်စီတပ်သားများကိုတင်ကြိုင်ကုန်းကိုတွားရောက်မမြုံနိုင်ရဲသဖြင့်ရဲစခန်းအတွင်းမြေချင်းတူကတကြိုလိုက်ကြောင်းဒဏ်ရာရရှိသူများကိုလည်းစခန်းအတွင်းစေကူတပ်ပြီးယနေ့မေလမနက်ပိုင်းမှာမြို့သားရဲစခန်းအတွင်းကိုစစ်ကား၃စီးဖြင့်အင်အားထပ်ဖြည့်ခဲ့ကြောင်းသိရပါဗျ။အဆိုပါတိုက်ခိုက်မှုကိုကြောက်စေခဲ့အမှတ်၁၈လေးလေး drone တပ်ရင်မြင်းကြံခဲအမှတ်၆တပ်ရင်နဲ့ငဇုံမြို့နယ်ပါကာဖာတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။